်မင်္ဂလာပါရှင် မုံလာပင်ပေါက်ချင်ရည်လေးချက်ပါမယ်ဒါမုံလာပင်ပေါက်လေးတွေကိုလှုပ်ပြီးတော့ရင်ရေဆေးထားတာပါပြီးရင်တော့ငကြင်းလေးနဲ့ချက်ပါမယ်စားစနွေငပိလေးနေ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 ထားတဲ့ငကြင်းလေးကိုချက်သွန်အဖြူအနီးငရုတ်သီးအစိမ့်မှုန်လေးရဲ့ဂျင်းမှုန်လေးရဲ့စီလေးရဲ့နဲ့ ခရမ်းကျင်ဒီလေးထည့်ပြီးတော့စီလေးနည်းနည်းထည့်ပြီးတော့လုံးပါမယ်ရှင်အဖုံးလေးအုပ်ထားပြီးတော့လုံးနေပါတယ်ရှင်ဒီတို့လုံးပြီးသွားရင်တော့ဘာလေးတွေကိုပြန်လေးတွေကိုခမထည့်ထားပါလေကြည်သွားမှာဆိုတဲ့အတွက်ပါခမဦးမုံလာပင်ပေါက်လေးကိုပြီးရင်ထည့်လိုက်ပါမယ်ရှင် စားနဲ့တေချာဆေးထားတဲ့ဖုံးလာပင်ပေါက်လေးကိုထည့်လိုက်ပြီးတော့လုံးပါမယ်။စားလေးနည်းနည်းထည့်ပါမယ်ရှင်။မကြီးသီးလေးနဲ့ငပီလေးနဲ့ကို စိမ့်ထားပြီးတော့ထဲပါတယ်ပြီးရင်ထဲပါမယ်ရှင်။မုံလာပင်ပေါက်လေးလုံထားပါတယ်မုံလာပင်ပေါက်လေးပါ ဒါကတော့ငားလေးလုံထားပြီးသားလေးကိုထုတ်ထားတာပါ။ဟပီလေးနဲ့မကြီးရေလေးကိုထည့်ပါတော့မယ်ရှင်။ ငါလေးထဲလိုက်ပါပြီရှင်အဖုံးလေးအုပ်လိုက်ပြီးတော့ရင်ဆက်တယ်ပါမယ်ညီကြည့်ပြီးွားတဲ့အခါမှာငပြာရည်လေးနည်းနည်းလေးထည့်လိုက်ပါတယ်ပြီးရင်နနမင်းလေးအုပ်ပါမယ်ရှင်ဟုတ်လားဘင်ပေါ့ချင်ရည်လေး ပပွဲစုနေပါပြီရှင်ငားလေးငချင်းလေးနဲ့မုံလာပင်ပေါချင်းရည်လေးပါအားလုံးမဲနေကောင်းချမ်းမှာစိတ်ချမ်းသာကြပါစေနော်